တရုတ်မှာအသစ်တီးဆောက်နေတဲ့ကမ္ဘာအမြင့်ဆုံးတံတားဟာပုံမှန်နှစ်နာရီကြာအောင်သွားရတဲ့ခရီးကိုတမိနစ်ထဲနဲ့ရောက်ရှိစေမယ်လို့ကြွေးကြော်ထားပါတယ်။ကွေချိုးပြည်နယ်မှာရှိတဲ့ဟွာဂျီအန်ရှိုကြီးကိုဖျက်ဆီးပြီးဖောက်လုထားတဲ့တံတားဟာအောက်ဘက်မှာစီးဆင်းနေတဲ့မြစ်ရဲ့အထက်2052ဘီအမြင့်မှာတရှိပါတယ်။ဂျွန်လာမှာဖွင့်လှစ်ဖို့ရည်ရွယ်ထားတဲ့ဟွာဂျီအန်တံတားအသစ်ဟာတရုတ်ရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းတွေကိုမြင်သာစေတဲ့ပုံရိပ်တစ်ခုလို့လည်းပြောလို့ရပါတယ်။တံတားကြီးတရှိတဲ့ကွေချိုးပြည်နယ်ဟာ တောင်ထူထပ်ပြီးမြေပြင်အနေအထားကအရန်ရှုပ်ထွေးတဲ့အခြေအနေမျိုးပါ။ဟွာဂျီအန်ရှိုဂျီကတော့ကပောက်အပ်ကွဲကြောင်ကြီးလို့တင်စားခံရလောက်အောင်ကျေပြန့်ကြီးမားပါတယ်။ပုံမှန်ဆိုရင်ကြောက်ရဲ့ဟိုဘက်ဒီဘက်ကိုကူးဖို့အတွက်ကားတွေဟာရှုပ်ထွေးပြီးရှေ့လျတဲ့တောင်စင်းတောင်တက်လမ်းတွေကိုနှစ်နာရီကြာဖြတ်တန်းမောင်းနှင်ဖို့လိုပါတယ်။ဒါပေမဲ့ပေပေါင်း6500နီးပါးအထိရှိတဲ့ကျိုးတရာကြီးပြီးစီသွားရင်တော့အဲ့ဒီခရီးကတမီးနှစ်သာကြာတော့မယ်လို့တရုတ်အစိုးရမီဒီယာတွေကညွှန်းဆိုထားပါတယ်။ အခုအခါမှာတော့တရားရဲ့တိဆောက်မှုအလုံးက65ရာခိုင်နှုန်းပြီးစီးနေပါပြီ။ဒါကြောင့်2025ခုနှစ်ဒုတိယနှစ်ဝက်လောက်မှာဖွင့်လှစ်နိုင်ဖို့မျှော်လင့်ထားကြောင်းသိရတာပါ။ကမ္ဘာပေါ်မှာအမြင့်ဆုံးလို့သတ်မှတ်ခံထားရတဲ့တရားအဆင့်တရာတွေကထက်ဝက်လောက်ဟာလဲကွေကျိုးပြည်နယ်ထဲမှာတည်ရှိနေတာလို့သိရပါရဲ့ရှင်။